အားလုံးမင်္ဂလာပါကျွန်တော်တုတ္တဆန်ပါပြီးခဲ့တဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာနာမည်နဲ့ပတ်သက်ပြီးတော့နာမည်ကောင်းမကောင်းစစ်ဆေးတာတွေကလေးနာမည်ပေးတာတွေကိုကျွန်တော် ပြောပြခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်လက်တွေ့ကျကျစုဆောင်းထားတဲ့နာမည်တွေကိုပြန်ပြီးတော့ဆန်းစစ်နိုင်တဲ့အတက်တခုကိုကျွန်တော်သင်မပြလိုက်ရဘူးနဲ့တူတယ်အဲ့တော့ကျွန်တော်ဒီနေ့အရာလေးကိုပြောပြပါမယ်ဆိုတော့ကျွန်တော်ရဲ့ဒီ billing sweater website မှာမိတ်ဆွေတို့ဒါဒီ စာမျက်နှာရောမေးစလို့တည်ပြီးသားဖြစ်မှာပါအဲ့တော့ဒါဒီလက်ရှိစာမျက်နှာကဒါနာမည်ကောင်းမကောင်းစစ်ဆေးတဲ့စာမျက်နှာပါဒါကတော့ကလေးနာမည်ပေးဖို့အတွက်ပေါ့နော်အခုကျွန်တော်ပြောချင်တာဟောဒီနေရာဒီနေရာတော့မိတ်ဆွေနေနဲ့ဒါကျွန်တော်ရဲ့ဘေးရင်ဆွဲဆုံးမှာဆိုရင် master ဆိုတဲ့ level မှာမိတ်ဆွေတို့ရှိနေမှာဒါကိုသုံးလို့ရမှာပါဘာလို့ဒီမှာကျွန်တော်စာတဲ့အပြာရောင်လေးနဲ့ပြတာလဲစာတဲ့အပြာရောင်လေးနဲ့ပြထားတဲ့သဘောကမိတ်ဆွေကိုယ်တိုင်ဒီဟာကိုသုံးမှဆိုရင် level အဖြစ် မာစတာ level မှာရှိနေမှအသုံးပြုလို့ရမယ်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ကနာမည် band ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့နာမည်ဒီအားလုံးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာအသုံးပြုတဲ့နာမည်ဒီအားလုံးကိုကျွန်တော်ကအသေးစိတ်လိုက်ပြီးစုဆောင်းထားပါတယ်။ဟိုစုဆောင်းထားရဆိုမဲ့လို့နာမည်ကတော့အမျိုးမျိုးရှိတဲ့အခါမှာအကုန်လုံးတော့ပါခြင်းမပါလိုက်မယ်။မပါလည်းကိစ္စမရှိဘူး။ကျွန်တော်ထပ်မံပြီးတော့ထည့်သွင်းပေးသွားမှာဖြစ်တယ်။တကယ်လို့မေးစလို့ရှာဖွေနေမှာပါတာတွေ့ရင်လည်းကျွန်တော်ကကျွန်တော်စီကိုသတင်းပို့လို့ရတယ်။ကျွန်တော်ဒီကနေပြီးတော့နောက်ထပ်နာမည်တွေ ဟိုထည့်ပြီးလို့ရတယ်ပေါ့နော်ဆိုတော့နာမည်ဘန်ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ဆိုတော့ဒီနာမည်ဘန်ကိုကျွန်တော်ကနည်းနည်းအကန့်အသတ်လေးတစ်ခုလုပ်ထားတယ်ဘယ်လိုအကန့်အသတ်လဲဆိုတော့ coin စနစ်သုံးထားတယ် coin ဆိုတော့ဟိုဒီနေရာမှာကျွန်တော်ပြထားတဲ့ဒီ coin လေးတွေပေါ့ဒီမှာတော့ကျွန်တော်ရဲ့ coin တွေကအများနေတယ်များနေဆိုတော့ကကျွန်တော်က admin ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ coin တွေကိုကျွန်တော်ဟာကျွန်တော်အများကြီးတိုးထားတာပါတကယ်တော့မိတ်ဆွေတို့ဒီ account တစ်ခုကိုရှောက်ပြီဆိုတာ ਨੇ coin ရ100ပဲအခမဲ့ရမှာပါဒီ coin တွေကိုမိတ်ဆွေတို့ကအကျိုးရှိရှိသုံးပြရမှာဖြစ်ပါတယ် ဲ့တော့ဒီနေရာမှာရှာခြင်းနာမည်ကိုရိုက်ထည့်ရမယ်လို့ကျွန်တော်ပြောထားတယ်အဲ့ဒီရှာခြင်းနာမည်မိတ်ဆွေတို့ရိုက်ထည့်လိုက်တာ ਨੇ ဘာပဲရိုက်ရိုက်ကွိုင်းနေဟာချုံချုံတော့မှာဖြစ်ပါတယ်ဒီနေရာဖြင့်ကွိုင်းနေကိုကျွန်တော်တို့ရှော့ချတော့မှာပေါ့နော်အဲ့တော့ပေးထားတဲ့ကွိုင်းတရားကိုမိတ်ဆွေတို့မကောင်းအောင်သုံးကျင်နေဆိုတော့ကိုတကယ်ရှာခြင်းနာမည်လာဝေးရိုက်ထည့်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပောက်ကဲတွေရှောက်ရိုက်ထည့်နေမယ်ဆိုတော့ဒါမိတ်ဆွေတို့ရဲ့ဟိုကွိုင်းနေဆုံချုံတော့မှာဖြစ်တယ်ဒီလို quantity ကုန်သွားပြီဘယ်လိုလုပ်ရမလဲဆိုတော့လိုအပ်ရင်မိတ်ဆွေတို့ quantity ထပ်ဝယ်သင်ဝယ်ရမယ် ဘာလို့ကျွန်တော်ကဒီလိုစီမံထားရတယ်လဲဆိုတော့ဒေတာသုံးဆတဲ့အခါမှာလူတော်များများဒါသတိမထားမိတာတွေရှိပါတယ်သူတို့ရဲ့ဒါသုံးဆွဲမှုများသွားရင်ကျွန်တော်ဘက်မှာလည်းပဲထိခိုက်မှုတွေရှိတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ကသုံးဆွဲမှုတွေကိုကျွန်တော်ဘက်ကတတ်နိုင်သေးရှော့ချစေခြင်းနဲ့ဟိုတနည်းအားဖြင့်ပေါ့ပောက်ကြီးရတွေရှောက်သုံးနေမဲ့အစားကိုတကယ်မြင့်မြင့်နုံနုံတန်ဖိုးထားမဲ့အရာတွေကိုရှာဖွေသုံးတာမျိုးကိုကျွန်တော်ကလိုချင်တယ်။ဒါကြောင့်ကျွန်တော်ကွိုင်းစင်းနဲ့ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။အဲ့တော့ မိတ်ဆွေအကောင့်စာဖုံးဝင်ခြင်းမှာ coin တရားရတယ်ဆိုမဲ့လို့မိတ်ဆွေနေနေကနောက်ထပ် coin တွေအလိုရှိတယ်အခမဲ့လိုချင်တယ်ဆိုရင်လည်းပဲကျွန်တော်ဒီမှာစနစ်လေးတစ်ခုလုပ်ပေးထားပါတယ်အဲ့စနစ်ကဘာလဲဆိုတော့မိတ်ဆွေနေနေဒီဒရာပိတ်မှာပေါ့ရှာဖွေနဲ့ဒါမရှိဘူးလို့ထင်တဲ့နာမည်တွေကိုကျွန်တော်စီကိုဒီမှာစီစဉ်နဲ့ချပြီးတော့အကုန်လုံးရေးပြီးတော့ပို့ထားပါအဲ့ဒီနာမည်ရဲ့တန်ဖိုးတွေအတိုင်းပဲကျွန်တော်က coin တွေကိုပြန်ပေးမှာပါဥပမာထားပါတော့မိတ်ဆွေပေးလိုက်တဲ့နာမည်မှာစလုံး၃လုံးရှိတယ်ဆိုရင်စလုံး၃လုံးတန်ဖိုးပေးမယ် အဲလေးလုံးရှိတယ်ဆိုလေးလုံးတန်ဖို့ပြင်မယ်စဖြစ်မော့ကျွန်တော် coin တွေကိုပြန်ပြီးတော့ပေးမှာပါတခုတော့ရှိတာပေါ့ပေါက်ကရနံပါတ်တွေဟိုခင်မောင်သိန်းထုံးဝင်းတို့ဘာလို့တော့လာမပေးနဲ့အဲ့ဒါတွေမရှိတဲ့နံပါတ်တွေလာပေးရင်တော့ကျွန်တော်အနေနဲ့ဟိုပေးမှာမဟုတ်တဲ့ပြင်အဲ့ဒီအကောင့်မှာကျွန်တော်ဘန်းတင်ဖမ်းပြင်မှာပါဆိုတော့မစ်ဆီတို့အနေနဲ့သိထားမှာက coin တရာအလကားရမယ်ဒါပေမဲ့အဲ့ဒီလက်ကားရတဲ့ coin ကိုမစ်ဆီတို့အကျိုးရှိရှိသုံးပါအကျိုးရှိရှိသုံးလို့မှ မဝါဘူးဆိုရင်တော့မိတ်ဆွေတို့ထပ်ပြီးတော့ coin ဝယ်သိမ်းဝယ်ရမယ်ဒါမှမဟုတ်အခမဲ့ရအောင်လုပ်တဲ့လုပ်ရမယ်ဒါမိတ်ဆွေတို့ဘက်ကဒါညံရှိတယ်လို့လုပ်ပေါ့နော်ကျွန်တော်ကတော့ဒီ data သုံးစွဲမှုလွန်ကျွန်မဖြစ်စေဖို့တော့ကျွန်တော်ကဒီမှာကန့်သတ်မှုတွေလုပ်ထားတာဖြစ်တယ်အဲ့တော့မိတ်ဆွေတို့နေနဲ့ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့နည်းနည်းလေးကြည့်ရအောင်ဒီနေရာမှာ share ချက်နာမည်ထည့်လို့ကျွန်တော်ပြောထားတယ်ဟောဒီနေရာမှာကျတော့ကျွန်တော်ကကြားရဲ့မရဲ့ဆိုလို့နှစ်ခုရွေးချယ်권ပေးထားတယ်အဲ့ဒါတော့မိတ်ဆွေတို့2 3ပြို့လို့လိမ့်မယ်ကိုရှာကျင်နာကယောက်ျားလေးနာမည်ဆိုရင်ဒီနေရာမှာကြားကိုရွေးထားဖို့လိုတယ် အဲ့လိုမဟုတ်ဘဲနဲ့မင်းကလေးနာမည်သွားရှာပြီးတော့ယောက်ျားလေးနဲ့ရွေးထိုင်တာမျိုးဆိုတော့ဘာမှတွေ့မှာမဟုတ်ဘူး။ဘာလို့ကျွန်တော်ကကြားရဲ့မရဲ့တသက်စီခွဲပြီးတော့နာမည်တွေကိုသူစနာပြုတ်ပြီးတော့စနစ်တကျကျွန်တော်လုတ်ပြီးထားတယ်။ဆိုတော့အဲ့ဒါလေးတွေမှမှားပါစီနဲ့နော်။ဥပမာဆိုပါစို့ကျွန်တော်ကမြတီတာလို့ပြောလိုက်မယ်။နော်။မြတီတာမြတီတာဆိုတော့နာမည်ရဲ့ရှာလို့မတွေ့ဘူးတဲ့။ဘာဖြစ်လို့ရှာလို့မတွေ့လဲဆိုတော့ကျွန်တော်ကြားရေးရွေးထားတာဦး။ ကြားလို့ယူထားမှာတော့မြတ်တီတာမင်္ဂလိနာမယ်လीဟုတ်တယ်မလားအဲ့တော့ရှိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်မလို့ပြန်ပြောင်းယူလိုက်မယ်မြတ်တီတာတွေ့ရပြီဟုတ်ပြီနော်မြတ်တီတာကျွန်တော်ဒီထက်မှာနှစ်ခုဖြစ်နေတယ်နှစ်ခုဖြစ်နေဆိုတော့ကျွန်တော်ရဲ့ဒီ database ထဲမှာကျွန်တော်နှစ်ခါထပ်ပြီးတော့ရေးထားမိတယ်နဲ့တူတယ်ဆိုတော့မြတ်တီတာဆိုတဲ့နာမည်ကနှစ်ခုဖြစ်နေတယ်တကယ်တော့နှစ်ခုလုံးကတော့တွက်ချက်မှုကတူတူပါပဲဆိုတော့မိတ်ဆွေနေနဲ့ကဟိုကြိုက်တဲ့မြတ်တီတာကိုဒါကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ ဘယ်မြတိတာကအကျိုးပေးလဲဘယ်မြတိတာအကျိုးပေးလဲအဲ့ဒါတော့ဒီမှာစဉ်းစားနေဒီမှာမြတိတာနှစ်ခုလုံးကအဓိပ္ပာယ်အတူတူပဲနော်နာမည်အားဟာပါရှိတယ်28.59ဒီနာမည်အားဟာအဲ့လိုဖြစ်နေတယ်အားတရားရဲ့ကောင်ရဲ့အခြေပေါ်မှာမူတည်တယ်ဆိုတော့မြတိတာဆိုတဲ့နာမည်ကကောင်းအားဆူအားစဖြင့်အနေထားဒီအခြေအနေမှာရှိတယ်လို့တော့ပြောတာဘာတွေကောင်းလို့ဘာတွေဆူလဲဆိုရင်ဒီထက်မှာကျွန်တော်အာတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်၆ချက်အချက်၆ချက်တော့ရွေးပြထားတယ် ဟုတ်ဒီရဲ့ဒီကရတရဲ့ပြီးတော့ဟွန်နာရဲ့ဓာတ်ရဲ့ဖို့မရဲ့အဲပြုတ်ပတ်ရဲ့ဆိုပြီးတော့ကျွန်တော်ရွေးပြထားတယ်ဒါပေမဲ့ဒီဟာတွေကတော့ပညာရှင်တွေဆိုတော့ပို့ပြီးတော့အသုံးတက်လိမ့်မယ်မိတ်ဆွေကိုယ်တိုင်ပညာရှင်မဟုတ်သေးရင်တော့ဒါတွေကိုတုံးလို့ရမှာမဟုတ်ဘူးဒါပေမဲ့မိတ်ဆွေတို့ကိုယ်တိုင်ကနားလည်တယ်တုံးတက်တယ်ဆိုတော့တုံးကြည့်ပါဥပမာဒီကရတဆိုရင်သူကဒီကရတညီမညီတော့ပြောထားတာเนาะပြီးတော့ဝန်နာမှာကျွန်တော်ကျွန်တော်တို့ဒီနာမည်ကတော့အမဲရောင်နဲ့အချိုးပေးတယ်တဲ့ ဆိုတော့အသားမဲခြင်းနဲ့သူအကျိုးပေးတယ်ဒီမြတ်တိသားဆိုတဲ့မိန်းကလေးဟာအသားဖြူနေဒီနာမည်နဲ့အကျိုးပေးမှာမဟုတ်ဘူးဒါကိုပြောချင်တာအဲ့တော့ဟုံဖုံဆိုတာကတော့မိစလိုကိုယ်တိုင်လက်တွေ့အများကြီးလေ့လာဖို့လိုတယ်ကျွန်တော်ကတော့အားလုံးကိုလေ့လာပြီးတော့မှဒီဟာကိုကျွန်တော်အချက်လက်ဖြစ်ကျွန်တော်ထုတ်ပေးထားတာအဲ့တော့ကျွန်တော်ဒီမှာမြတ်တိသားကိုကျွန်တော်နမူနာတွက်ပြလိုက်တာဥပမာနောက်ထပ်မိန်းကလေးတယောက်နာမည်ကိုကျွန်တော်စဉ်းစားကြည့်အောင်နော်ဒီမှာကျွန်တော်မလို့ယူထားတယ်နော်နောက်ထပ်မိန်းကလေးနာမည်ကိုကျွန်တော်ဒီမှာဆက်ပြီးတော့စဉ်းစားကြည့်မယ်ဥပမာအေးအေးအောင်ဆိုပါစို့နော်အေးအေး အောင်အေးအောင်ဆိုတဲ့နာမည်ကကျတော့သူကနာမည်အားကသုံးညဖြစ်နေတယ်ဟုတ်တယ်ရတော့ကျွန်တော်ဒီမှာ question mark လေးတစ်ခုပြထားတယ်ပြောချင်တာကဟုတ်တယ်ကျွန်တော်စစ်လို့မရဘူးเนาะဟိုဒီတွေ့ရအရာ program စနစ်အရာကျွန်တော်ဟုတ်တယ်စစ်လို့မရဘူးလို့ပြောထားတာဟုတ်တယ်လေဘာကြောင့်လဲဆိုတော့တင်းနှုတ်နေနဲ့စာပြုံးနေနဲ့စုံထားတယ်သူ့နာမည်ဟုတ်တယ်စစ်ဖို့မလွယ်ဘူးတနည်းအားဖြင့်ဟုတ်တယ်မရှိတဲ့သဘောမျိုးဖြစ်နေတယ်ဆိုတော့ဟုတ်တယ်စစ်လို့မရတော့ကျွန်တော်ဒီမှာ question mark လေးနဲ့ပြထားတယ်ဒီကရတ္တကိုလည်းကျွန်တော်ဒီမှာကျက်စီကတိပြထားတယ်ဒီကရတ္တ မှားနေကြောင်းဘာလို့ဆိုတော့အရှိလုံးဒါအရှိလုံးကိုကိုစားပြီးတော့နော်ဒီမှာဒီကရတမှာအများနဲ့နှစ်ခုပြထားတယ်ပထမတစ်ခုကဒီအရှိဆုံးနာမည်ကိုကိုစားပြုတယ်ဒုတိယတစ်ခုကဒီအနောက်ဆုံးနာမည်ကိုကိုစားပြုတယ်ဆိုတော့သူ့ရဲ့ဒီကရတကအရှိလည်းမှားနေတယ်အနောက်လည်းမှားတယ်ဒီနေ့အဖြစ်နာမည်အစာလုံးလည်းမှားတယ်နာမည်အဆုံးလုံးလည်းမှားတယ်သူကိုယ်တိုင်လည်းမှားတယ်သူ့ရဲ့အိမ်တော်ပဲလည်းမှားတယ်ဒါကိုပြောချင်တာဒါကြောင့်အေးအောင်ဆိုတဲ့နာမည်တွေဟာအိမ်တော်ကြီးမှာနော်ပြဿနာရှိတယ် ဟိုမို့ဆိုတော့ကိုယ့်ကိုလေးလာပါတော့ကျွန်တော်အသေးစိတ်တော့မပြောတော့တော့ကြမင်းဖြစ်နေမှာဆိုလို့ဟိုသူတို့ကမကောင်းပြောလို့ဖြစ်နေမှာဆိုလို့အဲ့တော့အေးအောင်ဆိုတဲ့နာမည်တွေရှိခဲ့ရင်လည်းကျွန်တော် ပြောတာကိုနားလဲပါအိမ်တော်ကြီးမှာပြဿနာရှိပါတယ်နော်အေးအောင်နေနာမည်ကိုပြောင်းတင်ပါတယ်ဘာလို့ဆိုနာမည်အားလည်းတုံညာဖြစ်နေတဲ့ကြောင့်ဘိုးကမှရုတ်တရက်ဆိုလို့ပြဿနာလေးတွေရှိလာနိုင်တယ်ထိခိုက်မှုတွေကလည်းရုတ်တရက်ဆိုလို့ဖြစ်လာတတ်တယ်ဘိုးကမှထိခိုက်မှုကြီးကြီးမားမားတွေဖြစ်လာဖို့ရှိတယ်ဒါကြောင့်သတိထားဖို့လိုအပ်တယ်နော်ပြီးတော့ဝန်ထမ်းမှာကျတော့ကျွန်တော်အလတ်လို့ပြရတယ် ဲ့တော့အေးရောင်ဆိုတဲ့နာမည်တွေဟာအသားမဲလို့မရဘူးနော်အသားတအားမဲလို့ရင်အလတ်လို့ပြောလို့မရတော့ဘူးဒီလိုပဲအသားအရင်ဖြူလို့ရင်လည်းအလတ်လို့ပြောလို့မရတော့ဘူးအဲ့တော့ခန့်ညညလေးတွေပါနေဆိုတော့အကျိုးပေးတာပေါ့နော်အဲ့တော့အသားကြီးတအားမဲလို့နိုင်ပါတော့မဖြစ်သင့်ဘူးဒါကတော့ကျွန်တော်ရဲ့အယူဆပါတော့မိတ်ဆွေတို့အယူဆကတော့ဘလို့ရှိမှာတော့မသိဘူးမိတ်ဆွေတို့ဘာသာမိတ်ဆွေတို့ဒီကပညာရသုံးသက်တာတွေကိုဆက်လက်ပြီးတော့ဒါယူဆကြည့်ပါပြီးတော့ကျွန်တော်ဓာတ်ကတော့မှန်တယ်လို့ပြောထားတယ်ဒီမှာလဲဖုံမရွေးထားတယ်ဖုံမကတော့ကျွန်တော်ဒီနေရာမှာ ရှေ့နဲ့အနောက်နဲ့တစ်ခုစီကိုကျွန်တော်ပြထားတယ်။ဒီသင်္ကေတလေးကြောင့်မိတ်ဆွေတို့နားမလည်တော့အဆင်ပြေမှာမဟုတ်ဘူး။တကယ်တော့ဒီသင်္ကေတလေးအကြောင်းကျွန်တော်ဒီနေရာမှာရှင်းပြထားပါတယ်။ဒါအောင်တစ်ချက်နှိပ်လိုက်မိတ်ဆွေတို့တွေ့ပါလိမ့်မယ်။ဒီနေရာမှာတော့ဘာမှမိတ်ဆွေတို့တွေ့ရမှာမဟုတ်ဘူး။ဒါပေမဲ့ဒီပုံဒီစာတန်းလေးပုံမိတ်ဆွေတို့နှိပ်ကြည့်လိုက်တော့တွေ့ရလိမ့်မယ်။အဲ့တော့အမှန်ကျစ်ဟာကောင်းခြင်းကိုကိုးစားပြုတယ်။ချက်ချေကဟာဆိုးခြင်းကိုကိုးစားပြုတယ်။ဒါကတော့ဖြူဝါလက်ညုံမဲဆိုတာတော့ဒါကတော့အသားရအောင်ကျွန်တော်တို့ပြောထားတာဖြစ်တယ်ပြီးတော့ဒီမြင်းဆောင်ပုံစံလေး ြထားတာတော့ကျွန်တော်တို့ဒါနာမည်ကိုရှေ့နောက်ဒါခွဲကြပြထားတာပေါ့နော်ရှေ့လုံးလားနှောက်လုံးလားဆိုတဲ့သဘောမျိုးသိအောင်ပြထားတာ question mark ဆိုတဲ့သဘောတော့ဒါအာမေဒိတ်ဥသိင်းလို့ပြောချင်တာနော်တွက်ချက်လို့မရနိုင်ဘူးဆိုတဲ့အထိပယ်ကိုလည်းကျွန်တော်တို့ခေါ်ဆောင်ပါတယ်ဒီသင်္ကေတလေးကတော့ကောင်းချင်းဆိုးချင်းမရှိတဲ့ဂျားနေတဲ့ဘောကိုကျွန်တော်သိစေချင်လို့ကျွန်တော်ထည့်ထားတာပါ။ဥမာဒါအဆက်နှဆက်ဂျားမှာမြင်းနယ်လေးတစ်ခုရှိတယ်ဆိုတော့ဒါဂျားနေဆိုတဲ့ဘောလို့ကျွန်တော်ကယူဆပြီးထည့်ထားတာပါ။ဒါတော့ကျွန်တော်ရဲ့ကိုယ်ပိုင်သင်္ကေတတွေလို့ပြောရမှာပါ။မိတ်ဆွေတို့ကတော့ဟိုနားလည်တယ်လို့ယူဆပါတော့။ကြည့်တော့ထားပါတော့ မိန်းကလေးနာမည်ကိုဆစ်လို့ရတယ်ဆိုတော့ယောက်ျားလေးနာမည်ရောဆိုရင်ယောက်ျားလေးနာမည်လည်းဆစ်လို့ရပါတယ်ဒါအေးအောင်မရှိဘူးတဲ့ဘာကြောင့်ဆိုကျွန်တော်ယောက်ျားလေးလို့တော့ယူလိုက်တာဟုတ်မိန်းကလေးတွေကိုအေးအောင်လို့ပေးတာများတယ်ယောက်ျားလေးနာမည်ထဲမှာမရှိဘူးဒါကြောင့်ယောက်ျားလေးလို့ပြောလိုက်တဲ့ခါမှာအေးအောင်မရှိလို့တော့ပြောထားတယ်ဒါဆိုရင်ကျွန်တော်တို့ကယောက်ျားလေးနာမည်ကိုဒါရှားမှာပေါ့နော်ယောက်ျားလေးနာမည်ကိုရှားမယ်ဆိုတော့ဥပမာအာကျော်စွာဝင်းကိုရှားကြည့်မယ်နော်ကျော်စွာဝင်းကျော်စွာဝင်းဆိုတဲ့နာမည်ရှိပါတယ်ကျွန်တော်ရဲ့ database ထဲမှာမှတ်ထားပါတယ်ဆိုတော့သူ့ရဲ့နာမည်အားက 85ဒသမ81အားဆိုတော့တော်တော်လေးကောင်းနေတယ်လို့ပြောရမယ်။ဘာတွေကောင်းနေတာလဲ။ဟုတ်တယ်သူကမှန်တယ်နော်။ဒီကရတမှန်နေတယ်နော်။ဝဏအေးဝဏမှာတော့ကျွန်တော်နည်းနည်းလေးကြည့်ဆက်ရမယ်။ကျော်စွန်ဝင်းဟာနာမည်အဖြစ်ကောင်းတာတော့တွေ့ရတယ်။သို့တော့သူ့အနေနဲ့အသားဖြူရမယ်။သို့မဟုတ်အသားဝဝလေးဖြစ်ရမယ်။ခဝင်းဝင်းဝဝလေးပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့သူကအသားမဲနေတယ်လို့ညိုနေတယ်လို့ဆိုရင်တော့ဒီကျော်စွန်ဝင်းဆိုတဲ့နာမည်ဟာသူ့နဲ့အကျိုးပေးပါမဟုတ်ဘူး။ ဆိုတော့ကြော်စွာဝင်းလုံမြန်နာမည်ပေးထားတဲ့ယောက်ျားလေးတွေရှိရင်ကိုယ့်ရဲ့အသားရောင်ပြန်စစ်ပါအသားဖြူသလားကောက်ဝဝလေးဖြစ်နေသလားဒါဆိုရင်မိတ်ဆွေဟာအကျိုးပေးပါတယ်ဒီနာမည်နဲ့အကျိုးရှိပါတယ်တကယ်လို့မှမိတ်ဆွေကအသားညူညူနဲ့အသားမဲမဲပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဒီနာမည်ဟာအကျိုးပေးမှာမဟုတ်ဘူးဒီနာမည်ကြောင့်ဘဝမှာခက်ခဲပင်ပန်းမှုတွေဖြစ်သွားနိုင်ပါတယ်ဆိုတော့ဒီနာမည်အားကိုတော့မိတ်ဆွေတို့ကြည့်ဆိုင်ရမယ်ဒီနာမည်အားဟာကျွန်တော်ရဲ့စမ်းချမ်းပညာတနည်းအားဖြင့်ကျွန်တော်ရဲ့စမ်းမဟာပေးတဲ့ပညာကို ကောင်းစွာနားမလည်ရင်တော့မိတ်ဆွေတို့တုံ့တက်မှာမဟုတ်ဘူးဒါမဲ့လို့နားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေမိတ်ဆွေတို့အ ਨੇ ဆုံးတော့ဒီအားလေးကိုကြည့်ပြီးတော့ခံမှန်းလို့တော့ရတယ်နော်ကျန်တာတွေကမိတ်ဆွေတို့ကစမ်းကြံပညာကိုကောင်းကောင်းနားလည်ထားရင်တုံ့တက်လိမ့်မယ်မဟုတ်ရင်တော့တုံ့တက်မှာမဟုတ်ဘူးအဲ့တော့နာမည်တွေကိုစစ်ဆေးတဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့ကအမြန်ဆုံးအသေးစိတ်စစ်ဆေးလို့ရတယ်အခုကျွန်တော်ရဲ့ဒီစနစ်ကကျတော့တကယ်လူလောကမှာအတုံးများနေတဲ့နာမည်တွေအားလုံးကိုကျွန်တော်ကစုစည်းထားတာပါဒါကြောင့် တချို့နာမည်တွေကတော့ကျွန်တော်မစုစည်းရသေးတဲ့အခါပါလာမှာတော့မဟုတ်ဘူးမပါလာရင်လည်းကျွန်တော်စီကိုသတင်းပို့ကျွန်တော်အားအားကိုထည့်ပေးမယ်ထည့်ပေးတဲ့အခါမှာမိတ်ဆွေတို့ဆက်ပြီးတော့ဒါအသုံးပြုလို့ရမယ်ပေါ့နော်အဲ့တော့မပါလာရင်သတင်းပို့ဖို့ပြို့ကိုလိုတယ်ပြီးတော့ဒီနာမည်တွေရဲ့ကောင်းအားဆိုးအားတွေကိုလည်းပဲမိတ်ဆွေတို့စနစ်တကျဒါတုံးသက်ထားဖို့လိုတယ်ပြီးတော့ဒီစနစ်လေးကဘာအတွက်အသုံးဝင်လဲဆိုရင်ကျွန်တော်တစ်ခါတစ်ခါကြာရင်ဥပမာထားပါတော့ကျော်ဆိုတဲ့နာမည်နဲ့ကျွန်တော်ကကလေးတစ်ယောက်ကိုနာမည်ပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့ idea မှာကျော်ရယ်ဘာရယ်ပေါင်းရမယ်မှကျွန်တော်မသိဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့မြန်မြန်ဆန်ဆန်သိကျင်တယ်လေ။ဥပမာကြော်ရဲဟိုတခြားစကလုံးတစ်ခုရဲ့ပေါင်းလိုက်တဲ့အခါမှာဘာအဓိပ္ပာယ်တွေရှိလာမလဲ။နော်။ဒါကိုကျွန်တော်အနေနဲ့ကတစ်ခုစီတစ်ခုစီပေါ်လိုက်ပြီးတော့ခေါင်းစားပြီးတော့ပြင်ပခံနေရမယ်ဆိုရင်ကျွန်တော်တို့ဒါမကောင်းပါဘူး။မကောင်းတော့ကျွန်တော်ကအကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ဒီစနစ်ကိုစီစဉ်ထားတာပါ။ဥပမာဆိုကြပါစို့ဒီခုကျွန်တော်ကကလေးတရက်ကိုကြော်နဲ့စပြီးနာမည်ပေးကျင်တယ်။ဟုတ်ပြီ။ကျွန်တော်ကြော်လို့ရိုက်ထည့်လိုက်တယ်ဆိုပါစို့။ဒါဆိုရင် စီစဉ်နေပေါ်လာပြီကြော်တစ်လုံးထက်ရှိတယ်ကြော်အောင်ရှိတယ်ကြော်အေးရှိတယ်ကြော်တင်ရှိတယ်เนาะဒီမှာကြော်ကတော့ဒီဟာတော့ပြန်ထပ်နေတယ်ထားလိုက်တော့အာကြော်ကြီးရှိတယ်ကြော်ဟန်ရှိတယ်ကြော်ဟင်းရှိတယ်ကြော်လှရှိတယ်ကြော်ကြော်ကြော်စဖြင့်တွဲခိန်းတွေအများကြီးတွေ့ရတယ်အဲ့ဒီမှာဘာတွေတွေ့ရလဲဆိုတော့တန်းစီပြီးတွက်ချက်ထားတာတွေတွေ့ရတယ်ဥမာကျွန်တော်ကကြော်အေးလို့နာမည်ပေးမှဆိုရင်ဒီမှာနာမည်တန်းကြည့်လိုက်တဲ့အဖြစ်က မကောင်းဆိုတာတွေ့နေရတယ်ဒီမှာမကောင်းနိုင်မကောင်းနိုင်မကောင်းနိုင်စားပြင်တွေ့နေရပြီဒါဆိုကျွန်တော်ကြော်အေးကိုကျွန်တော်ယူတော့မှာမဟုတ်ကြော်အေးလုပ်ပြီးတော့မှာမဟုတ်ကြော်တင်ကြည့်မှာကြော်တင်ဆိုဒီမကောင်းတာပိုတော့မှတက်လာသေးတယ်ကောင်းပြီဟုတ်ဒီကြည့်လို့လည်းမကောင်းဒီဘက်ကဒီကရတ္တမှာလည်းပဲနောက်ဆုံးလုံးညံ့နေတာတွေ့ရဒါဆိုရင်မကောင်းသေးဘူးပေါ့နောက်တစ်ခါကြော်ကြီးလို့ကျွန်တော်ကြည့်လိုက်တယ်မဲကြော်ကြီးကျတော့သူကတော်တော်လေးဟုတ်လာပြီစွန့်ရင်တက်လာပြီဒါပေမဲ့ကြော်ကြီးဆိုလည်းတကယ်ကြီးကျတော့ပေးခဲ့ပါတယ်ဟိုကျွန်တော်တို့နာမည်ပြောင်းနေတဲ့ဒါကြော်ကြီးကြီးကြော်ကြီးလို့ခေါ်ရင်ခေါ်မယ်တကယ်တကယ်တော့ပေးခဲ့ပါတယ် ပေးရင်တော့ပေးပါတော့ပေးလို့လည်းရပါတယ်ဒီထဲမှာနာမည်အကုန်လုံးကကောင်းအားတွေပြနေတာတွေ့ရတယ်ဒါပေမဲ့လို့ကျွန်တော်ဒီထဲမှာထဲမတွတ်ထားတာတွေတော့ရှိသေးတယ်နော်ထဲမတွတ်တဲ့အချက်တည်းကတော့ကျွန်တော်တို့ရဲ့ဒီစမ်းချမ်းပညာမှာပြန်ပြီးတော့လေ့လာဖို့လိုလိမ့်မယ်ဘာလို့ထဲမတွတ်ထားလဲဆိုတော့ကျွန်တော်ထဲပေးရသေးတာကျွန်တော်ထဲပေးဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့ထဲပေးဖို့ကျွန်တော်အချိန်မရသေးတော့ကျွန်တော်ရသလောက်ပဲထဲပေးထားတဲ့သဘောပါနောက်ပိုင်းမှာကျွန်တော်ဒီမှာထပ်ပြီးတော့ဟိုအစီအစဉ်လေးထပ်ပေါင်းပေးမယ်အဲ့တော့ထားပါတော့ကျွန်တော်တို့ကြော်ဟန်လို့ပေးမယ်ဆိုရင်ဘယ်လိုတွေဖြစ်လာမလဲ ကြော်ဟင်းလုပ်ပြီးမှဆိုဘလိုတွေဖြစ်လာမလဲစာပြင်စာပြင်ဒီမှာကျွန်တော်တို့အမြန်ဆုံးစဉ်းစားလို့ရတဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီမှာတွေ့ရလိမ့်မယ်ဆိုတော့အမြန်ဆုံးစဉ်းစားကျင်နေဆိုရင်အခုလိုမျိုးကျွန်တော်တို့ဒါတုံးတက်လို့ရတယ်တုံးကြည့်လို့ရတယ်ဟိုအစီအစဉ်တွေပေါ့နော်ကျွန်တော်လေ့လာလို့ရတယ်အခုဒီမှာကြော်ခိုင်ဥတီပဲပြထားတယ်ဒီတဲ့အပြင်မရှိတော့ဘူးလားဆိုရင်ရှိပါသေးတယ်ဒီနေရာမှာကျွန်တော်ကဖော်ပြဖို့အသိအများကြီးမဖော်ပြချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်ပဲပြထားတာပါမိတ်ဆွေတို့ညာရှိမဲ့ဆိုရင်အများကြီးတုံးလို့ရသေးပါတယ်ကျွန်တော်ကတော့ခလေးနာမည်ပေးတဲ့အခါမှာ အဲ့လိုပေါ့နာမည်တွေကိုတွဲလုံးနေရဘလို့အခြေအနေရှိတယ်လဲတို့ဘလို့အားတွေရှိတယ်လို့စပြင်အများဆုံးစဉ်းစားခြင်းတယ်ဆိုရင်အခုလိုမျိုးကျွန်တော်၃လေးရှိတယ်။ဘာလို့ဆိုတော့ကျွန်တော်အနေနဲ့ကတခုစီလိုက်ပြီးစဉ်းစားမယ်ဆိုရင်စဉ်းစားနိုင်စွမ်းရှိပဲမဲ့လို့ဒါအများကြီးကျန်ကျွန်တော်မစဉ်းစားနိုင်တော့ဘူး။ဘာကြောင့်လဲဆိုတော့အရင်များလာတဲ့အခါမှာကျွန်တော်တို့အောင်နေနောက်လာတဲ့စိတ်တွေရှုပ်လာတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့မြင်မြန်ဆန်းဆန်းဖြစ်အောင်အခုလိုမျိုးကျွန်တော်က၃တက်လေးရှိတယ်။ဆိုတော့မိတ်ဆွေရဲ့နာမည်ဘလောက်အင်အားကောင်းတယ်လဲမိတ်ဆွေရဲ့နာမည်ဘလောက်စွမ်းအားကြီးတယ်လဲ ဘာညာတွေကိုသေချာသိကျင်နေဆိုရင်ပင်းဆွဲဆုံး software ကိုညံရှိလို့တုံးပြနိုင်ပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲ။ကျွန်တော်ရှင်းပြတာတွေမိတ်ဆွေတို့နားလည်ကြလဲနားလည်မယ်။နားမလည်ကြလဲထားလိုက်ပါ။ good ကျွန်တော်ရဲ့ preview ဟာနားလည်တဲ့သူတွေအတွက်ကတော့အင်ပတန်မှအကျိုးများလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။နားမလည်တော့ကျွန်တော်ပြတာတွေကမိတ်ဆွေတို့အတွက်ဘာမှအကျိုးရှိမှာမဟုတ်ပါဘူး။အဲ့တော့နားလည်ခြင်းနားမလည်ခြင်းကတော့မိတ်ဆွေတို့ရဲ့ပင်ကိုဘဟုသုတပင်ကိုလေ့လာမှုနဲ့ဆိုင်တယ်လို့ကျွန်တော်အကြံပေးနေတဲ့နားမလည်တာရှိရင်လည်း ကျွန်တော်ရဲ့သင်တန်းမှာဆက်လက်ပြီးတော့မေးမြန်းနိုင်ပါကြောင်းကျွန်တော်ပြောကြားနေတဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိကြပါစေဗျာ